ဒီလူကတကယ်ပဲလူလူချင်းစတုသားစားတာလားမင်္ဂလာပါပြည့်သက်ကြီးတော်ရေလူသားချင်းချင်းစတုသားစားတယ်ဆိုတာရုပ်ရှင်ဇာတ်လမ်းတွေမှာပဲမြင်ဘူးကြမှာပါဒါပေမဲ့အဲ့ဒီလိုမျိုးကြောက်စရာကောင်းတဲ့လူသားမဆန်မှုတွေကလက်တွေဘဝမှာလည်းရှိနေပါတယ်ယနေ့မြဝေးပြည့်မဲ့အကြောင်းအရာလေးကတော့လူသားချင်းချင်းခုတ်တယ်စားတော့ခဲ့တဲ့လူဘလူကြီးအကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးအစတည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကအနာရီမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်ရေနံလိုတင်ဆက်ပေးတော့မှဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ အယ်ဘတ်ဖေးရဲ့အဖြစ်အပျက်ဟာ US ရဲ့သမိုင်းမှာကြောက်စရာအကောင်းဆုံးအဖြစ်မှတ်တမ်းတင်ထားခံရတာပါဖစ်ကို1869ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ကိုမွေးတဲ့အချိန်မှာဖခင်ကတော်တော်လေးကိုအသက်ကြီးနေပြီပဲဖြစ်ပါတယ်ဖစ်မှာမွေးခြင်းညီကိုမောင်နှမတွေကလည်းအများကြီးရှိတာကြောင့်သူ့မိခင်တဦးတည်းရဲ့လှုပ်ရှားနေမလောက်ငှားတဲ့အခါမှာတော့ရောဘတ်တို့မောင်နှမတွေမှာထမင်းငတ်တဲ့နေ့တွေတောင်မှရှိလာခဲ့ပါတယ်အဲ့ဒါနဲ့ပဲမိခင်ဖြစ်သူဟာရောဘတ်ကိုမိဘမဲ့ဂေဟာကိုပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဖြစ်ချင်တော့သူ့အဖို့ခံရတဲ့ဂေဟာကကလေးတွေဟာအကြောက်တရားနဲ့ရှင်းသန်းရတာဖြစ်ပါတယ် လူထုမှုမရှိတယောက်နဲ့တယောက်ကြီးနိုင်ငယ်ချင်းနှိပ်စက်တာတွေကိုလည်း fish ကငယ်ကလေးကခံစားခဲ့ရတာဖြစ်ပါတယ်။ဒီလိုအမောင်တို့လောကကြီးထဲမှာရှင်သန်ရတဲ့ fish ကဘယ်သူမှမသိလိုက်ခင်မှာပဲစိတ်တစားတယောက်ဖြစ်သွားခဲ့ပါတယ်။ fish ဟာအသက်အရွယ်ကြီးလာတာနဲ့အမျှရဆက်ကြကြုံမှုတွေကတဖြည်းဖြည်းအင်အားကြီးလာခဲ့ပါတယ်။သူမှအိမ်တော်နဲ့ကလေး၆ယောက်ရှိပြီးတော့အပေါ်ရန်ကြည့်မယ်ဆိုရင်တော့အင်မတန်အလုံးကျိုးသွားတဲ့အိမ်တော်ဦးစီးတယောက်ပါ။ဒါပေမဲ့သူ့ဗီဇကတော့ပြောင်းမသွားပါဘူး။သူ့ရဲ့စိတ်ထဲမှာလူသက်ချင်းစိတ်ကအမြဲပေါင်းအောင်နေတာဖြစ်ပါတယ်။ဒီလိုနဲ့1928ခုနှစ်မှာ fish ဟာသူ့ကိုယ်သူ သားတို့အလှရှာပေးနေတဲ့လူအုပ်ကြီးအတွင်ဟန်ဆောင်ပြီးတော့ဘတ်ဆိုတဲ့မိသားစုနဲ့တွေ့ဆုံခဲ့ပါတယ်။တကယ်တော့ Fish ရဲ့ပြစ်မှတ်က Grey ဘတ်ဆိုတဲ့ကလေးမလေးပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲသူဟာဒီမိသားစုကိုအယုံသိမ့်ပြီးတော့ကလေးမလေးကိုသူနဲ့ပျော်ပွဲသောထောက်ခံပေးဖို့ခွင့်တောင်းခဲ့ပါတယ်။အယုံလွယ်တဲ့ဘတ်မိသားစုကလည်းသမီးလေးကိုမြင်ရတာဒေတာကနောက်ဆုံးအချိန်ပဲဆိုတာမသိခဲ့ပါဘူး။ဒီလိုနဲ့ Fish ဟာသူ့ရဲ့စိတ်ဆန္ဒကတောင်းဆိုတဲ့အတိုင်းကလေးမလေးကိုရရဆက်ဆက်သတ်ဖြတ်ပြီးတော့စားတော့ခဲ့ပါတယ်။ဒီမှတရားကနှိမ့်တော်ကြပေါ်မလာခဲ့ပါဘူး။ဒီလိုနဲ့ခုနှစ်ချားတဲ့နောက်မှာတော့ Fish ဟာ ကိုလေးပါလေးကိုဘလို့မျိုးတက်ဖြတ်ပြီးတော့စားတော့ခဲ့တယ်ဆိုတာကိုသူကိုယ်တိုင်စာရေးပြီးတော့မိဘတွေဈေးကိုပို့ပေးခဲ့ပါတယ်။အဲဒီတော့မှဗန်မီသားစုကရုံကြုံမရဖြစ်ပြီးတော့ fish ကိုရဲနဲ့ဖမ်းဆီးခဲ့ပါတယ်။အဲဒီတော့မှ fish ရဲ့ဘသူမှမသိတဲ့အမှန်တရားတွေကပေါ်လာပါတော့လေ။ fish ဟာသူ့ဘဝမှာခလေးပေါင်းတရာလောက်ကိုတက်ဖြတ်စားတော့ခဲ့တာလို့ဝန်ခံလာခဲ့တာဖြစ်ပြီးတော့ဒီကလေးတွေကိုစားတာဟာဘိုက်စာလို့မဟုတ်ပဲသူ့ရဲ့တောင်းထားတဲ့စိတ်ဆန္ဒကြောင့်လို့ပြောခဲ့ပါတယ်။အကျဉ်းအောင်ထဲမှာလည်းဒီလိုအပြစ်သားမျိုးရှိတာကတခြားသူတွေရဲ့အသက်ဘေးတော့ပါစိုးရင်ရတဲ့အတွက် သူကိုတန်တကားတွေထက်ထက်ကာယံထားတဲ့မြေတိုက်ခန်းထဲမှာတကူလေးအချင်းချထားခဲ့ပါတယ်။ဖစ်ရှာဒေတန်ပေးခံရဖို့အချင်းချကြီးစောင့်ခဲ့ရပြီးတော့1936ခုနှစ်မှာဖစ်ကိုလျှက်စစ်ကလေးထိုင်းပေါ်မှာထိုင်းစီပြီးတော့ကွန်မြတ်ခဲ့တာပဲဖြစ်ပါတယ်။အန်အိုဘူကောင်းနာကဒေတန်ပေးခံရတဲ့အချိန်မှာဖစ်ရှာတရင်တရားကတော့သူ့ကိုမထိတ်လန့်စေပါဘူး။ဒါကလည်းစိတ်ကိုအပန်းဖြေစေတဲ့အတွေ့အကြုံအစ်စ်ပဲလို့ပြောခဲ့ပါတယ်။မြင်မြင်သက်သေတွေပြောတာကတော့ဖစ်ကိုကွန်မြတ်တာဟာလွယ်လွယ်ကူကူနဲ့မပြီးခဲ့ပါဘူး။ပထမတစ်ချက်မှာလျှက်စစ်ကလေးထိုင်းအောင်တိတ်ပြီးတော့အလုံးမလုံးတဲ့အတွက်ဒုတိယချင်းအဖြစ်နှစ်ချင်းကွန်မြတ်ခဲ့ခဲ့ရပါတယ်။ ဖီရှာဒေတံဘေးမခံရခင်စာရေးခဲ့ပါသေးတယ်။ဒါပေမဲ့ရက်ဆက်မှုတွေကစာမအထင်းသာပေါ်လွင်နေတဲ့အတွက် စာအုပ်ကိုလုံးဝထုတ်ဝေခွေမပေးခဲ့ပါဘူး။စူဇန်ရှာဖွေသူတွေရဲ့သုံးသပ်ချက်အရဖီရှာနောက်ဆုံးထွက်တဲ့အထိတိုင်အောင်သူရဲ့ရက်ဆက်ရကြွမှုတွေကိုလူမဆန်မှုတွေကရက်တံမသွားဘူးဆိုတာကိုသိခဲ့ရပါတယ်။ဖီရှာလိုလူမဆန်တဲ့သူမျိုးဟာ US အမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးပါဘူး။နောက်ထပ်လည်းထမပေါ်ပေါက်လာအောင်ဒေတံပေးကွမြတ်ခဲ့တာပဲဖြစ်ပါတယ်။မိသေတို့အနေနဲ့ကဒီလိုလူမျိုးဟာဒေတံပေးကွမြတ်ခံရတဲ့လို့ထင်ပါသလား။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ထူးဆန်းထွေးလာရီနဲ့ပတ်သက်လို့စိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုအချိန်နဲ့တပြည့်ညီဆောင်ကြည့်ပေးခဲ့ကြပါအောင်အဆုံးထိရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်